လက်ရှိပေါ့နော်အသက်6နှစ်အရွယ်ကလေးမလေးကိုသူ့ရဲ့ကို6နှစ်အရွယ်ကောင်လေးရလေဘေးကိုဓာတ်နဲ့ဖိရဲ့ပြဿနာပေါ့အခုဖြစ်သွားတယ်ဒါပေမဲ့ဒီနိုင်ငံမှာဖြစ်တာမဟုတ်ဘူးနော်တခြားနိုင်ငံမှာဖြစ်သွားတာပါငွေကိုရောမင်းဖြစ်တာမှတကောင်နော်အားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းခေတ္တဖြစ်ပါတယ် အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကလေးတွေအတွက်တကယ်ကိုအန်ဒီများတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအသက်6နှစ်အရွယ်ပေါ့နော်ဒီကလေးမလေးကိုအသက်9နှစ်အရွယ်အကူကလယ်ဘင်းကိုဓာတ်နဲ့ဖီဖြတ်တော်တော်လေးကိုကြောက်ဖို့ကောင်းလာတယ်။ကလေးတွေနဲ့ဖုန်းကတော်တော်လေးအန်ဒီများပါတယ်။ကဲဗီဒီယိုလေးကိုအခုပဲကြည့်လိုက်အောင်။ Let's go ကလေးငယ်တွေနဲ့ ဖုန်းနဲ့ရဂိမ်းနေနဲ့ရလေရေရှည်ဆိုတော်တော်ကြီးကိုအန်နေရဖြစ်လာနိုင်တယ်အခုလက်ရှိပေါ်တော့အသက်6နှစ်အရွယ်ခလေးမလေးကိုသူ့ရဲ့အကို6နှစ်အရွယ်ကောင်လေးရလေပင်းကိုဓာတ်နဲ့လှီးတဲ့ပြဿနာပေါ့နော်အခုဖြစ်သွားတယ်ဒါပေမဲ့ဒီနိုင်ငံမှာဖြစ်တာမဟုတ်ဘူးနော်တခြားနိုင်ငံမှာဖြစ်သွားတာပါဖြစ်စဉ်ကအဲ့တဲ့မအေးရပေါ့နော်ခလေးတွေကိုအဲ့ရနှိုးတဲ့အချိန်မှာသူ့ရဲ့သမီးလေးရလေပင်းမှာ ယူတော့ဒါနဲ့အဲ့လိုလှီးထားတဲ့ဟာတွေ့တော့သူကစေးုံသွားတယ်စေးုံသွားတော့ဒီသွေးကြောမှယူမထိတဲ့အတွက်ခလေးကတော့မသေးဘူးပေါ့နော်အဲ့တော့ရဲနေစစ်တဲ့အခါကျတော့ဘသူတွေဝင်ထွက်သေးလဲပေါ့စစ်တဲ့အခါကျဘသူမှလည်းဝင်ထွက်တာမရှိဘူးညာကလည်းအဲ့လိုမျိုးပေါ့နော်အဲ့နေရာနေနိုးတဲ့အချိန်မှာပဲသူတို့ကတွေ့တယ်တွေ့တွေ့ချင်းမှာပဲစေးုံခေါ်သွားတယ်ပေါ့နော်အိမ်ရှိတကားတော့ဒီအခန်းတကားတော့ပွင့်နေတယ်ဆိုပြီးတော့အဲ့လိုမျိုးစစ်တယ်စစ်လိုက်တဲ့အချိန်ကျမှ အဓိကတရခံကလေအရန်ကိုစိတ်မကောင်းဖြစ်စရာကြောက်လဲကြောက်စရာကောင်းတာကသူ့ရဲ့အကိုအသက်ကကိုးနေပဲရှိသေးတယ်ကိုးနေပဲရှိသေးတဲ့ခလေးက Roblox ဆိုရက် game ကျမနာမည်အတန်အတွက်မှားတယ်ဆိုရင်တော့ sorry R O B L O H ဆိုရက် game နော်အဲ့ဒီ gain ကိုစော့နေတန်းလဲနဲ့ gain နဲ့က mission ထဲမှာအာညမလေးကိုဒါနဲ့ထိုးလိုက်ဆိုတဲ့ပုံစံမျိုးနဲ့သူကသူက gain mission အတိုင်းအဲ့ဒီတော့အဲ့ဒီတဲကခိုင်းတဲ့အတိုင်းသူကအဲ့ခလေးကိုလဲပင်းကိုဒါနဲ့ပြီးပြတာသူက gain နဲ့က mission အတိုင်းကိုလှီးပြတာအဲ့လိုမျိုးဖြစ်သွားတယ်အခုဒီခလေးလေးကသူ့ညမလေးကိုပေါ့နော်အဲ့ဒါနဲ့ပြီးရပြဿနာနဲ့အခုအရင်ဆုံးအဖမ်းခံရတာဘယ်သူအဖမ်းခံရလဲဆိုတော့မိဘနှစ်ပါးအဖမ်းခံသွားရတယ် ဒါတော့သူတို့နိုင်ငံရဲ့ဘလူတွေဥပဒေအတိုင်းလဲတော့မသိဘူးပေါ့နော်သူတို့ထပ်ပြီးတော့ဒါတွေထပ်ပြီးတော့သတင်းတွေကတော့တက်နေတော့မယ်အဲအဲ့ဒါကထပ်ပြီးတော့မိဘနှစ်ပါးတော့အဖမ်းခံလိုက်ရတယ်ပေါ့နော်ဒါကလေကြောက်စရာကောင်းတော့အဲ့ကဲကမြန်မာနိုင်ငံမှာလဲစော့နေကြတယ်ကျမသားလဲစော့တယ် ကျမရဲ့သားကိုယ်တိုင်လည်းအကင်ဆော့တယ်အခုတခါတည်းသူ့ကိုပါမှာတယ်အဲ့ဂိန်းကိုလုံးဝမဆော့ရဘူးလုံးဝလုံးဝမဆော့ရဘူးလို့ကျမမှာထားတယ်အခုကျမရဲ့ Facebook friend တယောက်ကလည်းပေါ့နော်သူတင်ထားတာအဲ့ဂိန်းကိုဆော့လိုက်ပြီဆိုရင်တဲ့သူ့သားရဲ့သူ့သားပေါ့နော်သူ့မှာသားနှစ်ယောက်ရှိတာညီကိုနှစ်ယောက်ကလည်းထပ်ထပ်ပြီးရံဖြစ်ကြတယ်တဲ့အဲ့ဂိန်းကိုဆော့လိုက်ရင်လည်းအရန်ကိုစိတ်တွေကြီးလာတယ်ပေါ့နော်စိတ်ကြီးတယ်ဆိုတော့ဒီဂိန်းကဘလို့ဂိန်းလဲဆိုတာကျမလည်းမဆော့ဘူးမသိဘူးဒီဂိန်းကဘလို့ပုံစံလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ ဒီကလေးငယ်တွေနဲ့ဖုန်းတွေကဂိမ်းတွေရယ်စိုက်ဖက်တွေကလေတအားကြီးကိုအန်နေရရှိလာပြီပေါ့နော်ကျမတို့32လမ်းဟိုတယ်မှာလူသတ်မှုပြဿနာတုံးကလေဒီလိုဂိမ်းတွေစိတ်တစရုပ်ရှင် ကားတွေရယ်စိုက်ဖက်ကြောင်လို့ဆိုပြီးတော့ထင်ကြီးတွေနဲ့ဖြစ်သွားတယ်ပေါ့နော်အခုကလေဒါကတော့ဒီမြန်မာနိုင်ငံမှာမဟုတ်တာမဟုတ်ပေမဲ့ကွာဘလို့ပဲဖြစ်ဖြစ်ဒါကသတိထားရတော့မယ်အာဂိမ်းနာမည်က Roblox လာအဲ့လိုခေါ်ရဲပေါ့နော် R O B L O H အဲ့အဲ့တော့ကျမလေအတန်တော့မှားမှာစိုးလို့တခါကြမ်း အဲ့တော့အင်းကကလေးကိုတော့ကျမတို့လုံးဝမစော်ခိုင်းဘူး။ဒါကလည်းကျမတို့တွေတင်းကြတာနဲ့ဒါသတိထားရမယ့်ဟာပေါ့နော်။ဖုန်းကဂိမ်းလိုက်မှာကလေးညင်ရင်ပြီးတော့ဂိမ်းစော်နေတာပဲဆိုတော့အဲ့ဂိမ်းကိုကျမမကြိုက်တာ။သူ YouTube ကြည့်တယ်ဆိုရင်တော့ကျမတို့အဆင်ပြေနေသေးတယ်နည်းနည်းပေါ့နော်။အခုဂိမ်းရဲ့ size ထွက်ကတော်တော်ကြီးတယ်ဒါကလေ။ ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီအမပြောသွားတဲ့အတိုင်းပါပဲဖုန်းထဲက game ပေါ့နော် game ရဲ့နာမည်ကတော့ Roblox Roblox ရဲ့ game ကဒါတကဘာတကဘာလုံးလေးဆော့နေတယ်ပေါ့နော်ဒီ game ကိုဆော့ရတာကနေပြီးတော့ game ရဲ့ side effect လို့ပြောရမှာ view နဲ့ပတ်သက်ပြီးတော့ကလေးမိဘတွေအားလုံးကိုယ့်ရဲ့တာတာမီမီတွေကိုလက်လော့စပယ်ဒီတိုင်းမှာပြစ်ထားပါနဲ့ကိုယ့်ရဲ့မျက်စိရှေ့မှာပဲအမြဲတမ်းမျက်စိတောက်လျှောက်ကြည့်ပေးပါလို့တိုက်တွန်းပေးရစေခင်ဗျာအားလုံးလည်းကျေးဇူးတင်ပါလေနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့မယ်ခင်ဗျာ